မတ်လ2024ရန်ကုန်ဗဟန်းမြို့နယ်ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိပြည်စုံဗန်ခွဲတစ်ခုနေ့လယ်2နာရီခန့်တွင်ဗန်တစ်ခုလုံးသည် ရုတ်တရက်ရှုပ်ထွေးပွက်လောရိုက်သွားသည်အာငါလက်ကျိုးပြီအသက်40အရွယ်အမျိုးသားတဦးဤအော်တန်သည်ဗန်တစ်ခုလုံးကို လွှမ်းမိုးသွားသည် သူဤညာလက်သည်ပုံမမှန်ပဲကွေးညွတ်နေပြီးမျက်နှာမှာကြောက်ရွံ့မှုများဖြင့်ပုံပြက်နေသည် သူ၏ရှေ့တွင်မူအသက်28နှစ်အရွယ်ဗန်ဝင်နှံမျိုးသမီးတဦးသည်တည်ငိမ့်စွာမတ်တည့်ရနေသည် သူမ၏နာမည်ကပြားတွင် မေစင်ဟုရေးသားထားသည်တည့်ရသောယူနီဖောင်းဝတ်ဆင်ထားသည့်ရုပ်ရည်တန်တန့်သူမကိုမြည်သူမဆိုတာမန်ဗန်ဝင်နှံတဦးဟုသာထင်မြင်ကြပေမည်သို့တော်လည်းကျမ်းပြင်ပေါ်တွင်လဲကျနေသည့်ထိုမျိုးသား၏အခြေအနေကိုကြည့်ခြင်းအဖြစ်သူမသည်လုံးဝတာမန်မဟုတ်ကြောင်းသိသာလာသည် ာမန်ဟုထင်ရသောဤပန်ဝင်တန်းသည်ရာဇဝတ်ကိုင်းကောင်းဆောင်ငယ်တဦးကိုညီကဲ့သို့ကင်တွယ်ဖြည့်ရှင်းခဲ့ပါသည်။ပန်ဝင်တန်း၏လျှို့ဝှက်ချက်ဤဇလန်း၏အဓိကဇက်ကောင်မေစင်သည်အသက်25နှစ်အရွယ်ရှိပြီးရန်ကုန်ဗဟန်းရှိမြို့ပြပန်ခွဲတစ်ခုတွင်လုပ်ကိုင်နေသည့်တာမန်အမျိုးသမီးဝန်ထမ်းတဦးဖြစ်သည်အရက်165စင်တီမီတာနှင့် ကိုလေးချိန်52ကီလိုဂရမ်ခန့်ရှိသည့်သူမ၏ပုံမှန်တန်တန်သည်အားနည်းသူဟုသာထင်ရသည်သို့သောမေစင်တွင်မြည်သူမျှမတိသောလျှို့ဝှက်ချက်တစ်ခုရှိသည်သူမသည်နှစ်နှစ်အကြာကတိုင်အောင်မြမတက်မတော်အမှတ်906အထူးစစ်စင်ရေးတပ်ဖွဲ့တွင်တာဝန်ထမ်းဆောင်ခဲ့သောတက်ကြကြီးဟောင်းတဦးဖြစ်သည် မေစင်နှင့်တကယ်ပဲအထူးစစ်စင်ရေးတပ်ဖွဲ့ကဟုတ်ရဲ့လား နင်ကအရန်ကိုမင်းကလေးဆန်လွန်းလို့မယုံနိုင်ဘူးဟုလုတ်ဖော်ကင်ဘက်ချယ်ရီကရေမောရင်းပြောဘူးသည်လူတယောက်ကိုအပြင်ပန်းကြည့်ုံနဲ့ဆုံးဖြတ်လို့မရပါဘူးညီမလေးရဲ့ဟု မေစင်ကပြုံးပြုံးလေးပြန်ဖြေခဲ့သည်သူမ၏အပြုံးနောက်ွယ်မှအမှန်တရားကိုမူညီသူမျှမသိနိုင်ခဲ့ပေမေစင်သည်အသက်20အရွယ်တွင် အမှတ်900ကိုအထူးစစ်စင်ရေးတပ်ဖွဲ့သို့ဝင်ရောက်ခဲ့ခြင်းဖြစ်သည် ငယ်စဉ်ကလေးကအားကစားကိုဝါသနာပါပြီးတိုင်းပညာတွင် အထူးရည်ချင်းရှိခဲ့သည့် သူမသည်ပဝင်းကျင်မှတားမြစ်တော်လဲအထူးတပ်ဖွဲ့ဝင်ဖြစ်ဝင်ရောက်ခဲ့သည်။တမီးရဲ့ဘာလို့အဲ့လောက်ခက်ခဲတဲ့နေရာကို သွားချင်ရတာလဲဟုဖခင်က အပြင်းထန်ကန့်ကွက်ခဲ့သည်။ဖေဖေတမီးကရိုးရိုးပေါ်ဝမျိုးနဲ့နေချင်တာမဟုတ်ဘူး။တမီးရဲ့စွမ်းဆောင်နိုင်မှုအတိုင်းတာကိုစမ်းသပ်ချင်တယ်ဟု သူမကပြန်ပြောခဲ့သည်။ထိုအချိန်မှစ၍ ခုနှစ်နှစ်ကြာအောင် မေစင်သည်မြမတက်မတော်၏အထူးကျုံဆုံးတပ်ဖွဲ့တွင် လေ့ကျင့်မှုများခံယူခဲ့ရသည်တိုက်ခိုက်ရေးတနက်ပြစ်ပောက်ကွဲစေတတ်သောပစ္စည်းများရှင်းလင်းခြင်းဒစာခံကယ်ဆယ်ရေးစစ်ဆင်ရေးစသည့်တာမန်လူများစိတ်ကူး၍ပင်မရနိုင်သော လေ့ကျင့်မှုများကိုကြံ့ကြံ့ခံခဲ့သည်တကြက်ကြီးမေစင်မင်းဟာငါတို့တက်ဖွဲ့သမိုင်းမှာအတော်ဆုံးအမျိုးသမီးစစ်တီတူဦးပဲဟုတက်မှုကချီးကျူးခဲ့သည် ကျေးဇူးတင်ပါတယ်ရှင်ဒီအတွေ့အကြုံကိုတသက်လုံးမမေ့ပါဘူးဟု သူမကဆိုခဲ့သည်စစ်မှုထမ်းပြီးနောက်မေစင်သည်တာမန်ဘဝကိုမျှော်မှန်းခဲ့သည် သူမသည် တိုက်ခိုက်လို့စိတ်မရှိတော့ဘဲတိတ်ဆိတ်ငြိမ်သက်သောနေစဉ်ဘဝကိုလိုလားခဲ့သည် ထို့ကြောင့်ရွေးချယ်ခဲ့သောအလုံးမှာဘဏ်ဝင်တန်းဖြစ်သည် တိတ်ဆိတ်မှုကို ဖြိုခွဲခြင်းပြည်စုံဘဏ်ခွဲတွင်လုတ်ကင်ခဲ့သည်မှာတနှစ်ပြည့်ခဲ့ပြီးမေစင်သည် ရိုးသားပြီးဖော်ရွေသောဝန်ထမ်းတအူးအဖြစ် ်လုပ်ပေါ်ကင်ဘတ်များနှင့်ဖောက်တယ်များ၏လေးစားမှုကိုရရှိခဲ့သည်မေစင်ရီဒီနေ့လည်းပင်ပန်းသွားပြီးခုဘန်ခွဲမန်နေဂျာက အလုပ်စင်းချိန်တွင်နှုတ်ဆက်သည် ဟုတ်ကဲ့မန်နေဂျာမနှက်ဖြန်လဲအားလုံးအဆင်ပြေပါစေဟုမေစင်ကပြန်ဖြေသည် သူမ၏နေ့ရက်များသည့်တာမန်အတိုင်းပင်မနက်9နာရီအလုံးစညနေ6နာရီအထိဖောက်တယ်များကိုဝန်ဆောင်မှုပေးပြီးအလုပ်ပြီးလျှင်အထူးတပ်ဖွဲ့ဝင်ဟောင်းဘဝက ကြံ့ခိုင်မှုကို ထိမ့်သိမ့်ရန်အားကစားရုံ၌လေ့ကျင့်ခန်းလုပ်သည်သို့တော်မတ်လ15ရက်နေ့တွင်ထိုတာမန်နေ့စဉ်ဘဝသည်စတင်ပြောင်းလဲလာခဲ့သည်ဒီမှာပတ်စံနည်းနည်းထုတ်ခြင်းလို့ဟူကောင်တာတို့ရောက်လာသော အသက်40ရွယ်မျိုးသားတဦးကစာအုပ်ပေးရင်ပြောသည်သူနမေကကိုထွန်းနိုင်အသက်42နှစ်အပြင်ပန်းကြီးလျင်တာမန်လူကြီးတဦးဖြစ်တော်လဲလေဘင်းနှင့် လမောင်းတို့ရှိတတူးများက ူသည်တာမန်ပုဂ္ဂိုလ်မဟုတ်ကြောင်းအရေးအမြတ်ပြနေသည်သူသည်ရန်ကုန်မြို့နယ်တဝက်လွှမ်းမိုးမှုရှိသောရာဇဝတ်ဂိုင်းကောင်းဆောင်ငယ်တဦးဖြစ်သည်ဘလောက်ထုတ်ယူခြင်းပါသလဲရှင်ဟုမေစင်က ဖော်ဖော်ရွေရွေမေးသည်တိန်ငါဆက်ဟု ကိုထွန်းနိုင်က ပြန်ဖြေရင်း မေစင်ဤမျက်နာနှင့် ကိုခန္ဓာကိုစူးစိုက်ကြည့်နေသည် မပုံတင်လဲတပါရဲပေးပေးပါရှင်ဟုမေစင်ကပြောတော်လဲကိုထွန်းနိုင်သည်မပုံတင်ကိုမထုတ်ပဲသူမကိုသာစိုက်ကြည့်နေသည်မြမလေးနမေကဘသူလဲ တောင်းပန်ပါတယ်ရှင့်အလုံးနဲ့မဆိုင်တဲ့ကိုရီးကိုရာမေးခွန်းတွေကိုဖြေလို့မရပါဘူးဟုမေစင်ကရင်ကျေးစွာညှင်းဆန်တော်လဲကိုထွန်းနိုင်က မရက်တန့်ခဲ့ပေသူသည်မိမိ၏အရှိန်အဝါကိုအလွန်ဂုဏ်ယူနေသူဖြစ်ပြီးအထူးသဖြင့်မျိုးသမီးငယ်များကို မလေးမဆားပြုလုပ်ရန်နာမည်ကြီးသူဖြစ်သည်မြမလေးကိုကဘသူလဲဆိုတာသိလားဟုကိုထွန်းနိုင်ကလောင်ပြုံးဖြင့်ပြောသည် တောင်းပန်ပါတယ်အလုပ်ကိစ္စကိုသာပြီးမြောက်အောင်ဆောင်ရွက်ပေးနိုင်ရင်ကျေးဇူးတင်ပါတယ်ဟုမေစင်သည်ယခုတိုင်ဖော်ရသောအတန်ကိုထိန်းထားစေဖြစ်သည်သို့တော်သူမ၏မျက်လုံးများကအနှဲငယ်ပြောင်းလဲလာပြီးဖြစ်သည်ဒီတဝိုက်မှာ ကိုပြောတာကို နားမထောင်တဲ့မိန်းကလေးမရှိသေးဘူးမြမလေးလည်းချွင်းချက်မဟုတ်ဘူးကိုထွန်းနိုင်သည်ကောင်တာပေါ်တို့ကိုကိုင်းညွတ်ကမေစင်သားတို့တိုးလာသည် သူဤပါဇက်မှအယက်နံ့ရနေသည် ။ဧည့်သည်တခြားဖောက်သည်တွေလည်းစောင့်နေပါရဲ့။အလုတ်ကိစ္စကို အမြန်ဆုံးပြီးမြောက်အောင်လှုပ်ဆောင်ပေးပါဟုမေစင်ဤအတန်ဒီတဖြည်းဖြည်းအေးဆက်လာသည်။ဟေ့ဒီကလေးမလေးကဘသူ့ကိုအမိန်ပေးနေတာလဲဟုကိုထွန်းနိုင်က ရုတ်တရက်အတန်မှသွားသည်။တောင်းပန်ပါတယ်ရှင်ဒါပေမဲ့မှတ်ပုံတင်ပေးမှသာလုပ်ငန်းကိုဆောင်ရွက်ပေးလို့ရပါမယ်ဟုမေစင်ကထပ်မံရင်ကျေးစွာပြောတော်လဲကိုထွန်းနိုင်က ပို၍မောက်မာလာသည်မှတ်ပုံတင်ပေးရမယ် ငါကဘသူလဲဆိုတာမသိလို့ပြောတာပေါ့ဒီပတ်ဝန်းကျင်ကလူတိုင်းငါကိုသိတယ်ထို့နောက်ကိုထွန်းနိုင်သည် မေစင်ဤလက်ကောက်ဝတ်ကို ဆွဲကင်ရန်ရုတ်တရက်စူးစားလိုက်သည်ညီမလေးအလုတ်စင်းရင် ကိုနဲ့လိုက်တော့မလားထို့အချိန်တွင်မေစင်ဤမျက်လုံးစုံသည် လုံးဝပြောင်းလဲသွားသည်သို့တော်မျက်နှာအမူအရာကတော့တည်ငြိမ်နေသေးဖြစ်သည် ဧည့်သည်တတိပေးလိုက်မယ်လက်ကိုဖယ်လိုက်ပါ မေစင်ဤအတန်တွင်တတိပေးမှုအတိဘယ်များပါဝင်နေသည်ဖယ်ရမယ်ဟေးနေအသက်ဘလောက်ရှိလို့ငါ့ကိုနေငါနဲ့ပြောရဲတာလဲဟုကိုထွန်းနိုင်ကအော်ဟစ်လိုက်သည်ဘန်တွင်းရှိ အခြားဖောက်တယ်များကလည်းတယောက်ချင်းစီအခြေအနေကိုစောင့်ကြည့်လာကြသည် တောင်းပန်ပါတယ်ဒါပေမဲ့ကျမကိုမလေးမစားလက်နဲ့ထိတာမလုပ်သင့်ပါဘူးခုမေစင်ကပြက်သားစွာပြောသည် သူမဤလက်တီကောင်တာအောက်သို့ဖြင်းညင်းစွာရောက်သွားသည်ထိုနေရာတွင်အေးပေါ်ခလုတ်ရှိသည်မလေးမစားဟေ့ငါဘယ်သူလဲတကယ်မသိဘူးပဲကိုထွန်းနိုင်သည်အိတ်ကက်ထဲမှနာမည်ကက်ပြားတစ်ခုကိုထုတ်ကာပြစ်ပေါက်လိုက်သည်ကက်တွင်ရွှေပြည်စုံ ဆောက်လုပ်ရေးကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာ ကိုထွန်းနိုင်ဟု ရေးထားတော်လဲအမှန်မှအခွန်တက်တက်သာဖြစ်သည်ဧည့်သည်ကဘသူပဲဖြစ်ဖြစ်ကျမစိတ်လဲမဝင်စားပါဘူးအခုရှင်လုံနေတာကျမကိုစိတ်နှောင့်ယှက်ဖြစ်စေတဲ့လုံရက်ပါဟုမေစင်ဤအတန်ဒီပို၍ပင်အေးဆက်လာသည်စိတ်အနှောင့်ယှက်ဟေးနင်လိုကောင်မလေးကငါ့ကိုများဟုကိုထွန်းနိုင်ကဆဲဆိုလိုက်ပြီး ကောင်နာပေါ်မှကြော်တက်ရန်ကြိုးစားလာသည် ။ဘေးကကောင်နာတွင်အလုံးလုံးနေသောလုပ်ဖော်ကင်ဘတ်ချယ်ရီကရောက်လာသည်။မေဇင်ဘာဖြစ်တာလဲအစဉ်ပြေရဲ့လား။ရပါတယ်ချယ်ရီရပါတယ်ဟုမေဇင်ကဖြေတော်လဲသူမ၏မျက်လုံးများက လုံးဝအစဉ်မပြေသည့်အရေးအယောင်များပြနေသည်။စင်ပြေစရာဘာရှိလဲဟေ့ကောင်မလေးတွေကိုကိုနဲ့ပြောကြရအောင်ဟုကိုထွန်းနိုင်သည် ချယ်ရီကိုပါစတင်စားနောက်သည် ဧည့်သည်ဒီလိုဆက်လုပ်နေရင်ရဲကိုခေါ်ရပါလိမ့်မယ်ဟု ချယ်ရီကတုံ့ပြန်သောအတန်ဖြစ်ပြောသည်ရဲလာဟာဟာရဲတွေကငါ့ကိုဘာလုံးနိုင်မှလဲဟု ကိုထွန်းနိုင်ကလောင်ပြောင်လိုက်သည် ကိုထွန်းနိုင်ဤလုံရက်သည်ပို၍ကြမ်းတမ်းလာသည် အခြားဖောက်တယ်များကြောက်ရွံ့၍ဗန်မစတင်ထွက်ခွာလာကြပြီးဝန်ထမ်းများလည်းဘာလုပ်ရမှမသိဖြစ်နေကြသည် မန်နေဂျာကိုခေါ်ပေးပါ ဟုမေစင်က အခြားဝန်ထမ်းတအူးကိုပြောသည် မန်နေဂျာကအဲ့ဒီဝတ်စုံဝတ်ထားတဲ့လူကဘာများလုံးနိုင်မှာလဲဟု ကိုထွန်းနိုင်ကအတန်ကျဲကျဲဖြင့်ရင်မောသည် ဟေ့ကောင်မလေးတွေငါကဒီရက်ကွက်ရဲ့တခင်ဒီအဆောက်အုံပိုင်ရှင်ကလည်းငါတငယ်ချင်းရဲစခန်းမှုကလည်းငါနဲ့တည်တယ်သူကိုထွန်းနိုင်သည်ဝါကြွားစပြုလာသည်ဒါကြောင့်စကားနားထောင်အလုပ်စင်းရင်ကိုနဲ့ထမင်းစားရအောင် လုံးဝမရပါဘူးဟုမေစင်က ပြက်သားစွာညင်းဆိုသည် မရဘူးလားဟဲ့နင်တကယ်ပဲငါ့ကိုဒေါသထွက်အောင်လုပ်ချင်တာကို ကိုထွန်းနိုင်သည်ရုတ်တရက်ဒေါသထွက်ကကောင်တာမန်ကိုလက်သီးဖြင့်ထိုးလိုက်သည်တုံးကြီးမားသောအတန်သည်ဘန်တွင်ပဲ့တင်ထက်သွားသည်ဧည့်သည်တော်တော့ဒါနောက်ဆုံးတတိပေးတာပဲမေစင်ဤအတန်သည် လုံးဝပြောင်းလဲသွားသည်အေးဆက်ပြက်သားပြီးအနည်းရရှိသော ခံစားမှုတစ်ခုပြန့်နှံ့လာသည် နောက်ဆုံးတတိပေးတာ ဟေးနေငါကိုချင်းချောက်နေတာလားဟုကိုထွန်းနိုင်ကလက်ညှိုးထိုးကအော်ဟစ်သည်ချင်းချောက်တာမဟုတ်ပါဘူးတတိပေးတာပါအခုချက်ချင်းထွက်သွားပါထွက်သွားရမယ်ဟေးငါကဒီကဖောက်တယ်ကွာငါကိုထွက်သွားခိုင်းတယ်ခုကိုထွန်းနိုင်သည်ပို၍စိတ်လှုပ်ရှားလာသည် တက်ကြက်ကြီးဟောင်းဤတံပြန်တိုက်ခိုက်မှုထိုအချိန်တွင်အလှည့်ပြောင်းစတင်ခဲ့သည်မေစင်သည် ဖြင်းင်းစွာ ထိုင်ကုန်မှ ထရက်လိုက်သည် ကောင်းပြီဒါဆိုငါကိုယ်တိုင်သွားပြီးယဉ်ကျေးမှုကိုတင်ပေးရတော့မယ်ခုကိုထွန်းနိုင်သည်ကောင်းတာအပြင်သို့ထွက်ကာမေစင်ရှိရာသို့လျှောက်လာသည် သူဤခန္ဓာကိုယ်သည် တရ80စင်တီမီတာခန့်ကိုယ်လေးချိန်60ကီလိုဂရမ်ခန့်ရှိပြီးမေစင်ထက်များစွာကြီးမားသည်ဟေးကောင်းမလေးငါကိုနေငါနဲ့ပြောတာကိုတောင်းပန်လိုက်ဟု ကိုထွန်းနိုင်က မေစင်ဤရှိတွင်ရက်ကချင်းချောက်တန်ဖြင့်ပြောသည် တောင်းပန်ရမှာကရှင်မာဟုမေစင်ကတည်ငိမ့်စွာပြန်ဖြေသည်သို့တော်သူမ၏ကိုနေဟန်ထားသည်တိမ်ငွေ့စွာပြောင်းလဲသွားသည်။ဘာပြောလိုက်တာလဲ။ဟေ့နင်တကယ်သေးချင်နေပြီလား။ကိုထွန်းနိုင်သည်မေစင်၏ပခုံးကိုစုပ်ကိုင်ရန်လက်ကိုဆန်းထုတ်လိုက်သည်ထိုချိန်။လျက်စည်းလက်တလိုလှင်မြန်သောလှူရှားမှုဖြင့်မေစင်သည်ကိုထွန်းနိုင်၏လက်ကောက်ဝတ်ကိုစုပ်ကိုင်လိုက်သည်ထို့နောက်ထိုလက်ကောက်ဝတ်ကိုလိမ်ပြီးနောက်ပြန်လှန်ချိုးလိုက်သည် အာငါလက် အကိုထုံးနိုင်သည်ရုတ်တရက်နာကျင်မှုကြောင့်အော်ဟစ်လိုက်သည်တတိပေးခဲ့တယ်လေမေစင်ဤအတန်သည်တည်ငြိမ်နေစေဖြစ်သည် သို့တော်သူမဤစုပ်ကင်ထားသော လက်တွင်အင်အားကြီးမားစွာ ပါဝင်နေသည်ဟေးလွတ်နာတယ်ကွာ ကိုထုံးနိုင်ကအော်တော်လဲမေစင်ကမလွတ်ချေတောင်းပန်ပါဘာငါကဘာလို့ အခုချိန်အထိကျမနဲ့ကျမလုပ်ဖို့ကင်ဘက်ကိုလုပ်ခဲ့တဲ့လုပ်ရက်တွေအတွက်တောင်းပန်ခိုင်းတာမေစင်သည်လက်ကဝတ်ကိုအနှဲငယ်ထက်လိမ့်လိုက်သည်အာလွတ်လွတ်ပေးပါကိုထွန်းနိုင်သည်ရုံးကန်တော်လဲမေစင်ဤစုပ်ကင်မှုမှလွံ့မြောက်နိုင်ခြင်းမရှိပေပဝင်းကျင်မှဝန်ထမ်းများအားလုံးအံ့အားသင့်စွာကြည်နေကြသည် မေစင်ကဒီလောက်တောင်အာတန်နာလားဒါဘာတွေဖြစ်နေတာလဲ ကိုထွန်းနိုင်သည်မေစင်ကိုအမျိုးသမီးဟု အထင်သေးခဲ့သည်သူသည်မိမိအနိုင်ယူခံရမည်ဟုစိတ်ကူးပေမယင်ခဲ့ဟေ့ဒီခွေးမလေးလွတ်ဆန်းဟု ကိုထွန်းနိုင်ကဆဲဆိုရင်ဘယ်ဘက်လက်ဖြင့်မေစင်ကိုရိုက်ရန်စူးစမ်းသည်သို့တော့မေစင်သည်ထိုလောက်ရကိုကြိုတင်ခံမှန်းထားပြီးသားဖြစ်သည်ညာလက်ဖြင့်ကိုထွန်းနိုင်၏လက်ကောက်ဝတ်ကိုစုပ်ကင်ထားရင်းဘယ်ဘက်လက်ဖြင့် သူ၏ဘလက်ကိုတားလိုက်သည်နှင့်ကြပြိုင်နှင့်သူမ၏ခြေထောက်ဖြင့်သူ၏ခြေထောက်ကိုဖျက်ခနဲချိတ်လိုက်သည်။ထိုင်းကိုထွန်းနိုင်သည်ကျမ်းပြင်ပေါ်သို့လဲကျသွားသည် သူဘာဖြစ်သွားမှန်းပင်တေချာမသိလိုက်ပေ။စိတ်ကိုထိမ့်မှစူပူတောင်းကျမ်းမှုမလုပ်ပါနဲ့တော့တိတ်တိတ်ဆိတ်ဆိတ်ထွက်သွားပါဟုမေစင်သည် ကိုထွန်းနိုင်ကိုငုံကြည့်ရင်းပြောသည်။ဟေ့နင်ဘသူလဲဘလို့မိမမျိုးကဒီလောက်အာတန်နေရတာလဲ။ ိုထွန်းနိုင်သည့်ထရန်စူးစားတော်လဲမေစင်သည် သူမ၏ရှုဖနက်စီထားသော ခြေထောက်ဖြင့် သူ၏ပခုံးကိုဖိထားလိုက်သည်မထပါနဲ့ဟေ့နေငါကိုဘာလုပ်နေတာလဲရှင်လိုချင်တာပဲလေ အင်အားနဲ့ဖြည့်ရှင်းမယ်လို့ရှင်ကစတင်ခဲ့တာပဲမေစင်ဤအတန်တွင်ယခုအခါလုံးဝကွဲပြားသော စွမ်းရည်တစ်ခုပါဝင်နေသည် ထိုအချိန်တွင်ဘန်ခွဲမန်နေဂျာရောက်လာသည်ဘာဖြစ်ကြတာလဲ မန်နေဂျာဒီဧည့်သည်ကဝန်ထမ်းတွေကိုစော်ကားပြီးစူပူမှုတွေဖြစ်စေလို့ကျမထိန်းချုပ်လိုက်တာပါဟု မေစင်ကအေးစေးတည်ငြိမ်စွာအစီရင်ခံသည် မေစင်အစဉ်ပြေရဲ့လားဟုတ်ကဲ့ပြေပါတယ်ကိုထွန်းနိုင်သည်ကျမ်းပြင်မှနေရော်သည်ဟေ့ဒီမိန်းကလေးကငါ့ကို ရိုက်နှက်တာ ရိုက်နှက်မှုမေစင်သည်ကိုထွန်းနိုင်ကိုငုံကြည့်ရင်းပြန်ပြောသည် ကျမကမိမိကိုယ်ကိုကာကွယ်ရုံတသက်ပါပဲရှင်ကအရင်ကျမကိုလက်နဲ့ထိတာကိုစခဲ့တာပါမိမိကိုယ်ကို ကာကွယ်တာလားနေငါကိုကိုထွန်းနိုင်သည်ထမှန်ထင်စူးစားသည်သို့တော့ဤတစ်ကြိမ်တွင် ပို၍ကြီးမားသော အမားတစ်ခုကိုကျူးလွန်လိုက်သည် ကိုထွန်းနိုင်သည်အိတ်ကက်ထဲမှတစ်ခုခုကိုထုတ်လိုက်သည်ဓားမြောင်ငယ်လေးတစ်ချောင်းဖြစ်သည်ဟေ့ဒီတခါတော့တကယ်ပဲ ကိုထွန်းနိုင်သည်ဓာကိုမေစင်ထံချိန်ရွယ်လိုက်သည်ထိုခိုက်တန့်တွင်ဘန်တွင်းရှိလူတိုင်းအော်ဟေကြသည်ဓာမြမြန်ရဲကို အကြောင်းကြားလိုက်သို့တော်မေစင်သည် လုံးဝမတုံ့လုပ်ခဲ့ချေမျိုးသမီးတယောက်ကိုဓာနှင့်တောင်ချိန်ရွယ်ရဲတာပေါ့တကယ်အဆင်တန်းမရှိဘူးအခုမိမိကိုယ်ကိုကာကွယ်တဲ့အဆင်ကနေကြော်လွန်သွားပြီဟုသူမကတည်ငြိမ်စွာပြောသည်။ဘာပြောလိုက်တာလဲဟဲ့နင်အခုချိန်ထိငါ့ကိုကစားနေတာလား ိုထုံးနိုင်သည်ဓားကိုဝှေ့ရမ်းလိုက်သည်သို့သောထိုဓားသည် မေစင်ကိုမထိလိုက်ချေမေစင်သည်လျှက်စည်းပမာလှုပ်ရှားကကိုထုံးနိုင်၏၎င်းဝတ်ကို ဆုပ်ကင်ပြီးလိန်ချိုးလိုက်သည်တစ်ချိန်တည်းမှာပင်သူမ၏ဒူးဖြင့်သူ၏ဝမ်းပိုက်ကိုထိုးလိုက်သည်ကိုထုံးနိုင်သည်အသက်ရှူရခက်ခဲသွားပြီးဓားကိုလှုပ်ချလိုက်သည် မေစင်သည်ဓားကိုခြေထောက်ဖြင့်ကန်ထုတ်လိုက်ပြီးကိုထုံးနိုင်၏ လက်ကိုနောက်ပြန်လင်ကကျန်းပြင်ပေါ်သို့မှောက်လျက်လဲကြစေသည်အာငါလက်ကျိုးပြီးကိုထွန်းနိုင်၏အော်တန်သည်ဘန်တစ်ခုလုံးကိုဟိမ့်ထွက်သွားသည်မကျိုးသေးပါဘူးအယောင်မလုတ်ပါနဲ့ဒါပေမဲ့ဆက်လက်ခုခံရင်တော့တကယ်ကျိုးသွားနိုင်ပါတယ်ဟုမေစင်ကအေးဆေးစွာပြောသည်ဟေးလွတ်ပေးနေပါလေကျမကတာမန်ပန်ဝင်နှန်းပါပဲတာမန်ပန်ဝင်နှန်းကဒီလိုမလုံနိုင်ဘူး ထိုအခါဘန်ခွဲမန်နေဂျာကမေးသည်မေစင်ဒီလိုပညာမျိုးကိုဘလို့ရခဲ့တာလဲမေစင်သည်ခဏတာတွေ့ဝေသွားပြီးနောက်ပြန်ဖြေသည်တကယ်တော့ကျမဟာအရင်ကတက်မတော်အမှတ်9ရကို အထူးစစ်စင်ရေးတပ်ဖွဲ့မှတာဝန်ထမ်းဆောင်ခဲ့တဲ့တက်ကြက်ကြီးဟောင်းတူပါဘန်အတွင်းရှိ လူတိုင်းအံ့အားသင့်သွားကြသည်ကိုထွန်းနိုင်သည်ကျန်းပြင်းမှနေ၍တီးတိုးရေရွတ်သည်အမှတ်9ရကိုအထူးစစ်စင်ရေးတက်ဖွဲ့ ဲ့ဒါပါလဲပါလဲမြမအထူးကျုံဆုံးတက်ဖွဲ့ပါအကျန်းဖတ်မှုတံပြန်နှိမ်နည်းရေးနဲ့ဒန်းစာခံကဲဆယ်ရေးတွေကိုတာဝန်ယူရတဲ့တက်ဖွဲ့ပါဟုမေစင်က ရှင်းပြသည် မကြာမီရဲများရောက်ရှိလာသည် ကိုထွန်းနိုင်သည် ကျန်းမြင်ပေါ်၌လှုပ်မရပဲမှောက်ရက်သားဖြစ်နေသည်အကြောင်းကြားလို့ရောက်လာတာပါဘာဖြစ်တာလဲဟုရဲရာရှိတအူးက အခြေအနေကိုစုံစမ်းသည် ဒီလူကဝန်ထမ်းတွေကိုစော်ကားပြီးဓာတ်နဲ့ပါချင်းချောက်ခဲ့ပါတယ်ဟုမန်နေဂျာကရှင်းပြသည်ဓာတ်နဲ့ချင်းချောက်ခဲ့တဲ့ရဲရရှိသည်ကျမ်းပြင်ပေါ်ကျနေသောဓာတ်ကိုမြင်၍အံ့အားသင့်သွားသည် ဟုတ်ပါတယ်ဒီမှာအားလုံးမှတ်တမ်းတင်ထားပါတယ် ကိုထွန်းနိုင်ကပြန်လဲခုခံသည်ဟေ့ရဲရီဒီမင်းကလေးကငါ့ကိုရိုက်နှက်တာရိုက်နှက်မှုမဟုတ်ပါဘူးမိမိကိုကိုကာကွယ်တာပါဟုမေစင်ကတည်ငြိမ်စွာပြောသည်ပြီးတော့ကျမကအမှတ်900ကိုအထူးတက်ဖွဲ့ဝင်ဟောင်းဖြစ်တဲ့အတွက်အင်အားသုံးပြီးထိန်းချုပ်နိုင်ပါတယ်ရဲရာရှိများလဲအံ့ဩသွားသည်ရဲများသည် ဟေ့ဘကိုစစ်ဆေးပြီးနောက်အခြေအနေကိုအတိအကျနားလည်သွားသည် ိုထွန်းနိုင်သည်စော်ကားမှုကိုစတင်ခဲ့ပြီးဓားဖြင့်ချင်းချောက်သည့်အထိမှတ်တမ်းတင်ထားသည် ကိုထွန်းနိုင်ခမားကိုစော်ကားမှုနှင့်ဓားဖြင့်အထူးချင်းချောက်မှု ရာဇဝတ်မှုကျူးလွန်မှုတို့နှင့်ဖမ်းဆီးလိုက်ပြီးဖမ်းဆီးရမယ်ငါကဘာမှလုပ်မိလို့လဲဟု ကိုထွန်းနိုင်က အော်ဟစ်တော်လဲရဲကတက်တေထောက်ထားများအားလုံးမှတ်တမ်းတင်ထားပါတယ်ဟုပြောပြီးဥပဒေအရအခွင့်အရေးများကိုအတိပေးကာကိုထွန်းနိုင်ကို ခေါ်ဆောင်သွားသည် ိုထွန်းနိုင်သည်နောက်ဆုံးထိတရားမျှတမှုမရှိကြောင်းအော်ဟစ်သွားသည်နင်းနင်းလွတ်လာရင်တေဘီမတ်ဟုကိုထွန်းနိုင်က မေစင်ကိုဥတီကချင်းချောက်သည်ချင်းချောက်တာမလုပ်ပါနဲ့အဲ့ဒါကလည်းအပိုဆောင်ဆွဲချက်ဖြစ်နိုင်ပါတယ်ဟုမေစင်ကတည်ငြိမ်စွာပြန်ဖြေသည် အကျိုးဆက်နှင့်တင်ငန်းစာအဖြစ်ပြက်ပြီးဆုံးသောအခါဘန်သည်ငြိမ်းချမ်းမှုပြန်ရသည်သို့တော်ဝန်ထမ်းများ၏ မေစင်ကိုကြည့်သောအမြင်များလုံးဝပြောင်းလဲသွားသည်မေစင်ရဲ့နေတကယ်တော်ရဲ့အမှတ်900ကိုတက်ဖွဲကဆိုတော့ခုလှုပ်ပေါ်ကင်ဘက်ချယ်ရီကအံ့ဩချီကျူသည်အရင်ကကိစ္စတွေပါအခုတော့တာမန်ပန်ဝန်ထမ်းတယောက်အနေနဲ့ပဲနေချင်ပါတယ်တာမန်ဟုတ်ပါမလားရာဇဝတ်ဂိုင်းကောင်းဆောင်ငယ်ကိုတစ်ချက်သေးနဲ့ထိန်းချုပ်လိုက်တဲ့ဘန်ဝင်တန်းကဘယ်မှာရှိလို့လဲ။ မန်နေဂျာကလည်းကျေးဇူးတင်စကားပြောသည်မေစင်ကြောင့်အကြီးစားပြဿနာကိုတားဆီးနိုင်ခဲ့တယ်တကယ်ကျေးဇူးတင်ပါတယ်။ကျမလှုပ်တဲ့နာကိုလှုပ်ခဲ့တာပါ။ရဲအနေငယ်အကြာကိုထွန်းနိုင်သည်စော်ကားမှုအထူးချင်းချောက်မှုရဲဝင်နှန်းတာဝန်ထမ်းဆောင်မှုနှောင့်ယှက်မှုအစရှိသောဆွဲချက်များဖြင့်တရားစွဲဆိုခံရကထောင်ဒဏ်ကျခံရသည်သူသည်ထောင်ထဲ၌မိမိညီမျှအမားကြီးတစ်ခုကိုကျူးလွန်ခဲ့ကြောင်းနာကျင်စွာသဘောပေါက်ခဲ့သည် လူကိုအပြင်းမန်းကြည့်ုံနဲ့ဆုံးဖြတ်လို့မရဘူးဆိုတာအခုမှငါနားလည်ပြီးဟုကိုထွန်းနိုင်ကအကျဉ်ထောင်မှ လုပ်ပေါ်ကင်ဘက်ကိုပြောသည်အဲ့ဒီမိန်းကလေးကတကယ်ပဲအမှတ်906တက်ချက်ကြီးဟောင်းဆိုတာဟုတ်တယ်ငါဘလောက်မိုက်မဲခဲ့လဲဆိုတာတသက်လုံးမမေ့နိုင်တော့ဘူးတဖက်တွင်မူမေစင်သည် နေစဉ်ဘဝသို့ပြန်ရောက်ခဲ့သည်သို့တော်လုပ်ဖို့ကိုင်ဖက်များနှင့်ဖောက်တယ်များကသူမကိုကြည့်သည့်အမြင်လုံးဝပြောင်းလဲသွားသည် မေစင်မမကတကယ်မိုက်တယ်မကောင်းတဲ့လူတွေကိုရဲရဲရင့်ရင့်ရင်ဆိုင်တာဟု နောက်ဆုံးမှဝင်လာသည့်ဝန်ထမ်းငယ်တဦးကချီးကျူးသည်အကြမ်းဖက်မှုဟာနောက်ဆုံးလက်နက်ပါတက်နိုင်ရင်မတုံးချင်ပါဘူးဒါပေမဲ့တရားမျှတတဲ့လုပ်ရက်ပဲလေမေစင်သည်ပြုံးလိုက်သည်ဟုတ်ပါတယ်တရားမျှတမှုပါပဲ မေဇင်သည်ယခုတိုင်ထိုပန်တွင်ဆက်လက်လုပ်ကင်နေသည်သူမ၏ဇလန်းသည် လုပ်ငန်းခွင်စော်ကားမှုများကိုရဲရဲရင့်ရင့်ရင်ဆိုင်သည့်တတိရှိသောအမျိုးသမီးတဦး၏တင်ဂေတဖြစ်လာခဲ့သည်လူတယောက်ကိုအပြင်းပန်းကြည့်ုံနဲ့ဆုံးဖြတ်လို့မရဘူးဆိုတာအဲ့ဒီနေ့ကကျမထပ်ပြီးတီးလိုက်ရတယ်ဟုမေဇင်ကပြောသည်ပြီးတော့မှားယွင်းတဲ့အရာတွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ရမယ်ဆိုတာကိုလည်းသိခဲ့ရတယ်အီဇလန်းကပေးသောတင်ငန်းစာမှာအဖယ်နီး ပထမလူကိုအသွင်ပြင်အားဖြင့်မဆုံးဖြတ်တင်ပေအားနည်းသူဟုထင်ရသောအမျိုးသမီးတဦးသည်ပင် ခိုင်မာသောစိတ်သက်ရှိနိုင်သည်ဒုတိယမာရင်သောလောရဲ့တိုင်းတွင်အကျိုးဆက်ရှိသည်အင်အားရှိသည်ဟု ဆိုက အားနည်းသူကို မလေးမစားမလုပ်တင်ပေ တတိယတတိဤအရေးပါပုံ မေစဉ်ကဲ့သို့မမှန်မကန်သောအရာများကိုရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်သောတတိရှိရန်လိုအပ်ပါသည်